အခုဖြစ်သူဟင်းဝင်းရဲ့ဒိုသမီလောင်အပေါ်အခုလိုပြုမှုခဲ့လို့လူပြောများနေရဲ့အလားရွှေစိန်ပရိသတ်များအလုံးမင်္ဂလာပါရှင့်မြန်မာစတာပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမတွေအများစုဟာအကိုတွေမိန်းမယူတဲ့အခါမှာအကိုအရင်ဖြစ်သူကိုနှမျောတော့တဝင်းတူတာတွေရှိတတ်ပါတယ်ဒါကြောင့်သမီးယောက်မတွေဟာအဆင်မပြေတာတွေလည်းများပါတယ် အခုအခါမှာလည်းအကိုအရင်ဖြစ်သူဟင်းဝင်းရဲ့လက်ထပ်တော်မဲ့သတို့သမီးလောင်းနဲ့ပတ်သက်ပြီးတော့မီဒီယာတွေကိုမထင်မှတ်တဲ့ပုံစံနဲ့တုံ့ပြန်ကောင်ပြည်သက်တွေကိုအင်အားသင့်စေခဲ့တာကတော့အင်လာရွှေစင်ဖြစ်ပါတယ်။အင်လာရွှေစင်ဟာနိုင်ငံကျော်တရုတ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ဟင်းဝင်းရဲ့ယဉ်ကြီးမှအရင်ဖြစ်ပြီးတော့သူမကိုယ်တိုင်ကလည်းတရုတ်ဆောင်မင်းသမီးတစ်ယောက်အဖြစ်အနုပညာလှူရှားမှုတွေပြုလုပ်နေပါပြီ။ အခုခါမှာတော့အလရွှေစင်ကအကိုဖြစ်သူလက်ထက်တော်မှာကုန်၊သူမရဲ့ရောင်မဖြစ်လာတော့မဲ့သူတို့သမီးပေါ်မှာအခုလိုအမြင်နဲ့မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။အလုံးတီးကြတဲ့အတိုင်းအခုရပိုင်းမှာတော့တရုတ်ဆောင်မင်းတာဟင်းဝီယန်ရဲ့မင်္ဂလာသတင်းကပြန့်နှံ့နေရပါဘူး။ အားလုံးသိကြတဲ့တဟင်းဝိယံဆိုတာကအနုပညာလောကမှာမင်းသမီးတွေနဲ့နာမည်ကျက်အရှုပ်ရှင်းကင်းတဲ့မင်းသားကျော်တစ်လက်ပေါ့ဟင်းဝိယံဆိုတာဟိုးရင်တုန်းကတော့နာမည်ကြီးအမျိုးသမီးအစိုးရတယောက်နဲ့အခြေရေးကိစ္စရှိခဲ့ပေမဲ့အခုချိန်မှာတော့မိဘစကားနားထောင်တဲ့တားလိမ်မာလေးအဖြစ်နဲ့အလူတန်းတွေလောက်တော့အနုပညာအလုပ်တွေလောက်ကြရင်းနဲ့မိဘနားမှာပဲလင်းလင်းမမရှိနေပါတယ် ဒါကြောင့်ပြည်သက်တွေကဟင်းဝင်ရလို့ပဲမိဘစကားကိုနားထောင်ပြီးတော့အနေထိုင်ရိုးသားတဲ့ဆိုပြတဲ့စင်နဲ့သဘောတူနေကြပါတယ်။ဒါပေမဲ့လည်းဟင်းဝင်ရကအခုချိန်ထိဘယ်မင်းသမီးနဲ့ချစ်ကြိုက်နေရမျိုးမရှိပဲတကူတဲ့လူပြိုကြီးဘဝနဲ့နေတာဖြစ်ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာဟင်းဝင်ရရဲ့မင်္ဂလာသတင်းကပြန့်နှံ့လာခဲ့ရပါ ဒါကလည်းဟင်းဝင်းရဲ့ရဖခင်ကဒီနှစ်ထဲမှာတားဖြစ်သူရဲ့မင်္ဂလာသတင်းကြားရမယ်လို့အတီးပြုပြောပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကတော့ဟင်းဝင်းရဲ့လက်ထက်မဲ့သူကဘသူဖြစ်မလဲဆိုတာကိုစိတ်ဝင်စားနေကြတာပါ။ဒါကြောင့်လည်းဟင်းဝင်းရဲ့လက်ထက်မဲ့သူကဘသူဖြစ်မလဲဆိုတော့ကာယကံရှင်ဟင်းဝင်းရဲ့နဲ့အတူဟင်းဝင်းရဲ့ညီမဖြစ်သူကိုပါမေးမြန်းတာတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။အဲ့လာရွှေစင်ကတော့သူမတို့ဟာအိမ်မှာကိုငယ်လို့ခေါ်တဲ့ဟင်းဝင်းရဲ့နဲ့တိတ်ပြီးတော့စကားမပြောပဲအေးအေးဆေးဆေးနေလေးရှိရာကြောင့်ဟင်းဝင်းရဲ့လက်ထက်မဲ့မိန်းကလေးကဘသူဖြစ်လာမလဲဆိုတာကိုမ မသိဘူးလို့ပြောခဲ့ပါတယ်ဒါပေမဲ့လည်းအလာရွှေစင်ကဟင်းဝင်ရနဲ့ပတ်သက်ပြီးရလာမယ့်ရောင်းမလေးအပေါ်မှာသူမဘလို့သဘောထားဆက်ဆံမလဲဆိုတာကိုမီဒီယာအင်တာဗျူးတွေမှာပြောပြလာခဲ့ရဖြစ်ပါတယ်။ဟင်းဝင်ရရဲ့ညီမအလာရွှေစင်ကသူမရဲ့အကိုရဲ့ဇနီးတဲ့ကိုသူမရဲ့အမအရင်လိုသဘောထားပြီးတော့မိသားစုဝင်တယောက်လိုနွေးနွေးထွေးထွေးနဲ့ဆက်ဆံပေးမယ်လို့ဆိုပါတယ်။အထူးသဖြင့်သူမတို့မိသားစုဟာနွေးထွေးရာကြောင့်မကြခင်မှာမိသားစုဝင်ဖြစ်လာမယ့်ရောင်းမလေးကိုအဆင်ပြေအောင်လုပ်လို့လေသိမရှိအောင်ကူညီမယ်လို့ပြောခဲ့ရပါဘူး။ ပရိသတ်တွေကတော့ဟင်းဝင်ရဲ့ညီမဖြစ်သူအလာရွှေစင်ရဲ့စိတ်သဘောထားလေးကိုလေးစားအားကြနေပါတယ်။ဗီဒီယိုဆောင်မှာပြောခဲ့သလိုပါပဲ။ညာတော်အဖြစ်တော့သမီးယောက်မတွေကမတည့်ကြဘူးဆိုပေမဲ့အလာရွှေစင်ရဲ့စိတ်ထားလေးကတော့လှပတာကြောင့်ဟင်းဝင်ရဲ့လက်ထက်မဲ့ဇနီးလောင်းလေးကအကန့်ကောင်းတယ်လို့ဆိုကြပါတယ်။တချို့သောပရိသတ်တွေကတော့ဆိုပြတဲ့စင်ဟာဟင်းဝင်ရဲ့လူမိသားစုမှာမျက်နှာငယ်ရမှာမဟုတ်ဘူးလို့ပြောကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေနေနဲ့အလာရွှေစင်ရဲ့စိတ်ထားလေးကိုဘယ်လိုမြင်လဲဆိုတာပြောပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။